မြန်မာနိုင်ငံရေးအတွေးခေါ်အပိုင်း6ဗမာမင်းအုပ်ချုပ်ရေးညီကုန်းချုပ်ပြီးကိုလိုနီအုပ်ချုပ်ရေးစနစ်ရောက်ရှိလာပုံကိုမြန်မာနိုင်ငံရေးအတွေးခေါ်အပိုင်း6မှာဒီကနေ့တင်ပြပါမယ်မြန်မာတပြည်လုံးအင်္ဂလိပ်လက်အောက်ခံဖြစ်ကြောင်း1886ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာကျင်းညာပြည်ချိန်ကစပြီးမြန်မာပြည်မှာဗျင်စနစ်အဆုံးသတ်သွားပါတယ်ဗစ်တိုရီးယားဘီယမ်အူဆောင်တဲ့အင်္ဂလိပ်အစိုးရဟာ အိန္ဒိယအခြေစိုက်အင်္ဂလိပ်ဘယင်ကန်ကတဆင့်မြန်မာပြည်ကိုအုပ်ချုပ်ပါတယ်။အိန္ဒိယအင်္ဂလိပ်ဘယင်ကန်ကလည်းရန်ကုန်အခြေစိုက်အရာရှိကတဆင့်မြန်မာပြည်ကိုအုပ်ချုပ်ပါတယ်။အဲ့ဒီအရာရှိချုပ်လက်အောက်မှာ အင်္ဂလိပ်အရာရှိတွေ ရှိပြီးတော့အင်္ဂလိပ်အရာရှိတွေလက်အောက်မှာအိန္ဒိယနဲ့မြန်မာအမှုတန်းတွေ ရှိပါတယ်။အကျိုးမဲ့အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို အခြေခံဥပဒေအရအုပ်ချုပ်တဲ့ဘီရိုကရေစီစနစ်နဲ့ စားထိုးလိုက်တာပါမြန်မာပြည်ဟာအိန္ဒိယကိုလိုနီအတွင်းမှာပါဝင်တဲ့နယ်ပယ်တစ်ခုဖြစ်သွားပါတယ်အိန္ဒိယမာသာအစိုးရရှိပြီးမြန်မာပြည်မှာမရှိပါဘူးဥပဒေအရအုပ်ချုပ်တဲ့ဘီရိုကရေစီရန်နရနဲ့အစင်လာအတိုင်းလုပ်တဲ့တီဘောမင်းရဲ့အုပ်ချုပ်ရေးစနစ်ဟာ အများကြီးကွာခြားပါတယ်အင်္ဂလိပ်ဘီရိုကရေစီရန်နရဟာစင်ညင်တုံတရားနဲ့ရေးဆွဲထားတဲ့ တရားဥပဒေကိုအခြေခံပြီးဗမာမင်းကတော့ရိုးရာတလိထုံးစံကိုအခြေခံပါတယ်ပြည်သူဝန်ထမ်းသဘောတရားနဲ့အခြေခံဥပဒေအရအုပ်ချုပ်တဲ့ဘရင်စနစ်ဟာအင်္ဂလိပ်အုပ်ချုပ်ရေးရဲ့အခြေခံတွေပါအင်္ဂလိပ်ရာရှိတွေဟာ တရားမျှတမှုမှန်ကန်စွာစီရင်ဆုံးဖြတ်မှုစတဲ့အခြေခံမူဝါဒတွေကိုလေးစားကြရပါတယ်မြမစနစ်ကတော့အာနာရှင်မင်းရဲ့စိတ်ကြိုက်လိုက်လို့ရတာဖြစ်တဲ့အတွက်တအူးစံပိုင်းဘရင်စနစ်ဖြစ်တဲ့ ကောင်းမှုအတော်များတဲ့အုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ရခိုင်နဲ့တရင်းသားကြီးကို1826ခုနှစ်မှာတင်ပိုက်လိုက်ပြီးတဲ့နောက်အင်္ဂလိပ်ကျင့်သုံးတဲ့အုပ်ချုပ်ရေးလမ်းစဉ်ဟာအေးချမ်းစွာလွတ်လွတ်လပ်လပ်ကုသန်းရောင်းဝယ်နိုင်ရည်ဖြစ်ပါတယ်။ဒါကြောင့်လွတ်လပ်စွာ စီးပွားရှာနိုင်ရေးနဲ့တရားဝင်စိုးမိုးရေးဟာ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးရဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ခုခေတ်အမြင်နဲ့ကြည့်ရင်တော့ ကိုလိုနီအုပ်ချုပ်ရေးစနစ်ဟာတစ်ပတ်သက်ဥပဒေပြဋ္ဌာန်းပြီးအပေါ်စီးကအုပ်ချုပ်တဲ့နည်းဖြစ်တာကြောင့်ဖိနစ်တဲ့စနစ်လို့ပြောနိုင်ပေမဲ့အဲ့ဒီအချိန်အာရှတိုက်မှာခက်စားနေတဲ့အစိုးရစနစ်တွေနဲ့စာရင်အများကြီးတိုးတက်တဲ့အုပ်ချုပ်ရေးစနစ်ပါစံတမတ်ချက်အတိုင်းမလုပ်ပဲယာရုအာနာကိုအလွဲသုံးစားလုပ်ပြီးနိုင်ကျင့်တာမျိုးလည်းရှိပေမဲ့အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးစနစ်ဟာဗမာမင်းအုပ်ချုပ်ပုံထက်အများကြီးတာတယ်လို့ဆရာမောင်ကြီးကယူဆပါတယ် မြမြတတဆောင်ရွက်မှုမှန်ကန်စွာတရားစီရင်မှုယုံကြည်ချက်တိုင်းလုပ်ကိုင်မှုစတာတွေကိုအင်္ဂလိပ်အရာရှိတွေမှာတွေ့နိုင်ပါတယ်။ဒိုင်းနူပြည်သားကိုအတက်နိုင်ဆုံးနှောက်ရှက်မပေးဖို့ကိုလည်းကိုလိုနီအစိုးရကတတိထားပါတယ်။1826ခုနှစ်မှာရခိုင်နဲ့တနင်္သာရီကိုသိမ့်ပိုက်ချိန်ကစပြီးဒေသခံပြည်သူတို့ရဲ့နေထိုင်မှုဘဝနဲ့အုပ်စာပစ္စည်းကိုမထိပါဘဲနေနိုင်အောင်အင်္ဂလိပ်ကကြိုးစားပါတယ်။ မိမိယုံကြည်ချက်အတိုင်းပြောဆိုကြံ့ကြံ့နဲ့အင်္ဂလိပ်ရရှိတူကိုလည်းဆရာမောင်ကြီးကဥပမာပေးထားပါဗျာ။တညမာပြီကိုတိမ့်ပိုက်ပြီးမကြမီဒီဘောမင်းလက်ထက်ကအင်္ဂလိပ်ဆန့်ကျင်ရေးလုပ်ခဲ့သူတိုင်းတာမင်းကြီးဟာအင်္ဂလိပ်လက်အောက်မှာဝင်ရောက်မှုထမ်းပါဗျာ။ဒါကိုဂယုမဆိုင်ပဲတိုင်းတာမင်းကြီးကိုဖမ်းဆီးဖို့အင်္ဂလိပ်အရာရှိချုပ်ကနိုင်ငံကြီးအရာရှိဗမိုးကြီးစလီတင်ကိုအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ ုံမွေးစလီတင်က အမင့်ကိုမနာခံတဲ့အပြင် အင်္ဂလိပ်လက်အောက်မှာမညီမညူမှုထမ်းနေလို့လုတ်ပေါ်ဂိုင်ဖက်ဖြစ်နေပြီဖြစ်တဲ့တိုင်းတာမင်းကြီးကိုဖမ်းဆီးခြင်းမဖြစ်ဖို့ဗိုလ်မှူးရေးစနစ်တင်ကအင်္ဂလိပ်ယာချီချုပ်ကို စာရေးသားပေးပို့ခဲ့ပါတယ်။လောက်ချံမှုမှာပါဝင်နေလို့သင်္ကာမကင်းဖြစ်ခံရတဲ့အနိုင်ဆိုသူကို အင်္ဂလိပ်ယာချီတို့ကရိုင်းနှံညှဉ်းပန်းပြီးဖြောင့်ရက်ပေးခိုင်းတဲ့ကိစ္စကိုလည်းဗိုလ်မှူးရေးစနစ်တင်ကကန့်ကွက်ပါတယ်။ ဒီကိစ္စကိုဗိုလ်ချုပ်ကြီးပရင်တာဂက်စီကိုစလေတင်က စာရေးတိုင်ထားတဲ့အတွက်နှိမ့်ဆက်ညံ့မှန်းပြီးရယူထားတဲ့ဖြောင်းချက်ကို တရားရုံးကအတိအမှန်မပြုတော့ပါဘူး။ယာရုတက်ဖို့နဲ့နမေကောင်းရဖို့ကိုသာအဓိကထားပြီးအကျဉ်းသားတွေကို မတရားနှိမ့်ဆက်တဲ့အဲ့ဒီအရာရှိကိုစစ်ခုံရုံးတင် စစ်ဆေးပါတယ်။အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးရဲ့ထူးခြားချက်တစ်ရက်ကဗမာမင်းလက်ထက်ကကျင့်သုံးတဲ့ လောက်ခမပေးပဲစေခိုင်းတဲ့စနစ်ကိုရက်ဆိုင်လိုက်တာပါပဲလောက်ခမရပဲမာမင်းခိုင်းသမျှလောက်ခဲ့ရတဲ့ပြည်သူလူထုဟာလောက်ခပေးတဲ့စနစ်ကို အလွန်မင်းသဘောကျကြပါတယ်စိတ်မရှိကမ်းမရှိလူသမားစင့်ကော်တာမျိုးမလောက်ရလို့1889မှာထုတ်ပြန်တဲ့အတွင်းဝင်ယုံကြီးညာစာမှာဖော်ပြထားပါတယ်ဒေတာကံမမာနဲ့တိုင်းရင်းသားတွေကအင်္ဂလိပ်ကိုခုခံတိုက်ခိုက်နေတဲ့အချိန်အခါဖြစ်ပေမဲ့ ်စစ်တပ်ဒေယူပို့ဆောင်ရေးလုပ်ငန်းအတွက်အလုံသမားဆင့်ခေါ်ရင်ဒေသခံအရက်သားတွေဒုက္ခမရောက်အောင်အတက်နိုင်ဆုံးလုပ်ရမယ်လို့ဖော်ပြထားပါတယ်။အတင်းအာဓမအလုတ်ခိုင်းနာမျိုးကို လုံးဝရှောင်ကျဉ်ရမယ်လို့ဆိုပါတယ်။ဒီလိုစီကံဥပဒေထုတ်ထားတာတောင် အတင်းအာဓမစေခိုင်းမှု မရှိဘူးလို့မပြောနိုင်ပါဘူး။ရန်စော်ဘားတွေဟာ1930ပြည့်နှစ်လောက်အထိပြည်သူတို့ကိုလောက်ခံပေးရဲ ခိုင်းနေတုံးပါပဲဒါပေမဲ့ဗမာမင်းခက်ကလို့ပြည်သူလူထုကိုထင်းတယ်လို့အနိုင်ကျင့်လို့မရတော့ပါဘူးအောက်ပိုင်းမှာဗမာအရာရှိတွေအလဲသုံးစားလုပ်ပြီးကိုကျိုးရှာတဲ့အတွက် အင်္ဂလစ်အရာရှိက ပြင်းပြင်းထန်ထန်ရေးယူတာမျိုးတွေရှိပါတယ်အစိုးရအရာရှိဟာအရဲသားကိုထင်းတယ်လို့အနိုင်ကျင့်နိုင်နေဆိုတဲ့မမှုရန်ညင်ဟာဗမာအရာရှိတွေမှာကြမ်းရှိနေပါသေးတယ် အမအရာရှိရဲ့တပြည်တပန်းတွေကလည်းရက်သားကိုအနိုင်ကျင့်လင်ရှိပါတယ်။အမမြို့အုပ်တူနဲလဲ့ပြီးသူနဲ့အတူ လိုက်ပါသွားတဲ့တပြည်တွေကတောင်းချမ်းတဲ့အတွက်အဲ့ဒီမြို့အုပ်ကို1896မှာယာရူးလျှော့ချတဲ့တာဒခရှိပါတယ်။ဒါပေမဲ့အမမင်းအုပ်ချုပ်ပုံနဲ့နိုင်ရှိကြည့်ရင်တော့အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးကအများကြီးပိုကောင်းနေတာတွေ့ရပါတယ်။အမမင်းမျက်စောင်းထိုးတာ ခံရမှာဆိုလို့ဘသူမှတတိဖြစ်အောင် မကြိုးစားခြင်းနဲ့အတွက်ကုတန်ရောင်းဝယ်မှု အထွန်းကားတာလို့အောက်မြမပြီကိုအုတ်ချုပ်တဲ့အင်္ဂလိပ်ရာရှိချုပ်ကမှတ်ချက်ချမှုပါတယ်။အကြီးကျယ်ချမ်းသာလာတာနဲ့ဘရင်ကမျက်စောင်းထိုးတော်တာပါပဲ။နိုင်ငံသားကလပြူအုတ်ချုပ်တာကိုဗမာရီမခံမရဖြစ်ကြပေမဲ့တမ်မန်အရဲသားကိုဆက်ဆံရမှာတော့အင်္ဂလိပ်ကအမမင်းထက်တာတာကိုဗမာရီဝန်ခံရမယ်လို့ ဆရာမမောင်ကြီးကဆိုပါတယ်။ကုန်ပစ္စည်းကိုသာစိတ်ဝင်စားတဲ့အင်္ဂလိပ်ဟာအရက်သားကိုနှောက်ရှက်ပါဘူး။မမမင်းလက်ထက်မှာရရှိစိုးနဲ့တပြည့်တမ်းမြည်တွေမတရားလုပ်နိုင်ချင်တာကိုဘရင်ကလွဲပြီးဘသူမှရေးယူနိုင်တာမဟုတ်ပါဘူး။ပြဋ္ဌာန်းတဲ့တရားဥပဒေစည်းမျဉ်းတိုင်းလုပ်ရင်အစိုးရမင်းကိုကြောက်စရာမလိုဘူးဆိုတဲ့အချက်ကိုမြမပြည်သားတွေအင်္ဂလိပ်ရောက်လာမှနားလေသဘောပေါက်လာတာပါ။ ဒါပေမဲ့ကိုလိုနီအုပ်ချုပ်ရေးဆိုတာနိုင်ငံသားအုပ်ချုပ်ရေးဖြစ်နေတာမို့ယာကိုင်းလုံးပြည့်ထောက်ခံမှုမြန်မာပြည်သားတွေဝင်လေနေကြပါတယ်။ဒါကြောင့်အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးကိုအကောင်းဘက်ကမြင်နာရှိတယ်လို့အဆိုးဘက်ကလည်းမြင်တတ်တဲ့စိတ်နှခွမြန်မာတွေမှာရှိနေကြောင်းအမောက်ခဒေါက်တာမမောင်ကြီးကသုံးသပ်ထားပါတယ်ခင်ဗျာ။